နေပြည်တော်ကောင်စီနဲ့မြေပုပ္ပတိတိမျိုးနဲ့တွဲရှိ2015ထွေထွေရေးကောက်ပွဲအတွက်နောက်ဆုံးမဲဆန္ဒရှင်စင်းမှာအရင်အတွက်တပေါင်းကျော်တိုးလာမှုပေါ်စစ်စစ်နိုင်မှုအားနည်းတယ်လို့ပုပ္ပတိတိမျိုးနဲ့ရဲ့ NLD ပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးရီမွန်ကပြောပါရယ်ဒီလိုကြွားချမှုဖြစ်ပေါ်နေတာဟာရေးကောက်ပွဲကျင်းပရေးကော်မရှင်ကဒုတိယအကြိမ်ထုတ်ပြန်တဲ့မဲစင်းရင်မှာမဲပေးမဲ့သူအရင်အတွက်ဟာ9968ဦးဖြစ်ပြီးအခုနောက်ဆုံးအကြိမ်ထုတ်ပြန်မှုမှာ 8698ဦးဖြစ်နေတယ်လို့ဆန္ဒမဲပေးမှုဆိုင်ရာအချက်အလက်စာရင်းတွေအရသိရပါတယ်ဒီလိုမဲစင်းကွာဟမှုနဲ့ပတ်သက်ပြီးပုပ်ပတီရီမျိုးနယ်ရဲ့ NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောက်ဦးရီမွန်ကအခုလိုပြောပါတယ်။ကျွန်တော်တို့မျိုးနယ်ဆိုရင်အခုနောက်ဆုံးမဲစင်းမှာလူတပေါင်းကျော်တိုးလာတယ်ပေါ့ဗျာ။အဲ့ဒါကတမျိုးနယ်လုံးမဲစင်းရဲ့20ရာခိုင်နှုန်းတိုးလာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့ဒီလိုတိုးတယ်ဆိုတာလဲကျွန်တော်တို့မနေ့ကမှအဲ့ဒီစင်းကအတိအကျရတယ် ရတယ်ဆိုတော့ကျွန်တော်တို့မြို့နယ်ကော်မရှင်ကိုဘာတင်ပြတယ်လဲဆိုတော့ဒီတိုးတဲ့သူတွေပေါ့နော်ဟိုနောက်ဆုံးမဲချင်းမှာတိုးလာတဲ့အရေးအတွက်နဲ့ပတ်သက်ရင်သူတို့ရဲ့လိပ်စာတွေပါကျွန်တော်တို့ရကြပါတယ်နော်ဒီမြို့နယ်မှာမဲချင်းတိကျမှန်ကန်မှုအတွက်ကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့တင်ပြတဲ့အချိန်မှာမြို့နယ်အဆင့်ခရိုင်အဆင့်တွေကဘိုးညွန်ကြားချက်ပေါ့ဗျာအထက်ညွန်ကြားချက်မရှိလို့အဲ့လိပ်စာပေးလို့မရပါဘူးဆိုညင်းတယ်နောက်ဆုံးကျွန်တော်တို့ပြည်တော်စုနယ်မြေကော်မရှင်ဖွဲ့ခွဲကိုရောက်မှာ နော်သူတို့ဒီစာကိုဖတ်ပြီးတဲ့အခါကျမှတက်ဆိုင်ရာရက်ကြီးကော်မရှင်တွေကိုဆက်သွယ်ပြီးတော့အဲ့ဒီလိပ်စာတွေယူပါဆိုတော့နှုတ်နဲ့ပဲပြောဆိုချက်ကျွန်တော်တို့ရတယ်ပေါ့အဲ့စကားအတိုင်းရက်ကြီးတွေကိုကျွန်တော်တို့ဆက်သွယ်ပြန်တော့လေရက်ကြီးတွေကသူတို့မှလက်ခံစီရင်မရှိတော့ဘူးအကုန်မျိုးနယ်ကိုပို့ထားတယ်လို့ပြောတယ်အဲ့တော့မျိုးနယ်ကိုကျွန်တော်တို့တစ်ခါပြန်လိုက်တဲ့အခါကျမျိုးနယ်ကလည်းအဲ့ဒီလိပ်စာနဲ့တကွပေါ့ဒီထတ်တိုးရှင်းကိုသူတို့ပြုစုထားတာမရှိဘူးပေါ့နော်တယောက်ချင်းဟိုဖောင်တစ်ခုချင်းပဲ သူတို့ရှိမှရှိတယ်အားလုံးစုပြီးတော့စနေတကြပြုစုထားတာမရှိဘူးဆိုတော့နော်အခုနောက်ဆုံးမဲစင်းရဲ့နော်တိကျတိကျမှုကိုကော်မရှင်နေနဲ့ဘာအာမခံချက်မှမပေးနိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးကျွန်တော်တို့ကောက်ရတယ်လို့ဖြစ်တယ်ပေါ့ဗျာအော်တကယ်ဆိုရင်အဲ့လိမ့်စာပါရမှာအခုထတ်တိုးတဲ့သူတွေအပြင်မှာတကယ်ရှိမရှိနော်ကျွန်တော်တို့ပြန်ပြီးတော့ဆန်းစစ်တာလုပ်နိုင်မှာပေါ့အခုစားဘာလိမ့်စာမှမပါဘူးနာမည်နဲ့မှတ်ပုံတင်နေပဲပါတယ် ရက်ွက်နာမည်ပဲပါတယ်ဆိုတဲ့အချိန်မှာရက်ကလည်းတအားနှီးသွားပြီဗျာနော်လိပ်စာလည်းကျွန်တော်တို့မရဘူးဆိုတော့အဲ့ဒီလူတွေအပြင်မှာတကယ်ရှိမရှိကျွန်တော်တို့စစ်ဆေးနိုင်ဖို့ဘလို့မှအခြေအနေမပေးတော့အဲ့တော့အခုလက်ရှိမဲစင်းကတော့သူ့ရဲ့တေချာမှုသူ့ရဲ့ခိုင်မာမှုနဲ့ပတ်သက်ရင်ကော်မရှင်ကတော့ဘာတာဝန်ခံမှုမှမပေးဘူးလို့ပဲကျွန်တော်တို့ပြောရမှာ အခုလိုမဲဆန္ဒရှင်စီရင်ကွာဟမှုနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့မြို့နယ်ကော်မရှင်အဖွဲ့အစည်းကိုမဲဆင်းရင်မှန်ကန်ရေးပူးပေါင်းဆောင်ရွက်လို့ကြောင်းအစီရင်ခံစာပေးပို့ထားပါတယ်။လက်ရှိမှာ2015ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆင်းမှာအမည်မပါတာတွေနဲ့မဲဆင်းအပေါ်တွေထွက်ပေါ်နေကြကြောင်းပြည်သူတွေအနေနဲ့မဲဆင်းရလက်အမှန်မထွက်ပေါ်မှာကိုစိုးရိမ်လျက်ရှိနေကြတာဖြစ်ပါတယ်။